ားလုံးကိုမင်္ဂလာပါလို့တုတ်ဆက်ပါတယ်ကျွန်တော်အခုပေးမဲ့ message ကယုံကြည်သူတွေအတွက်အင်ဗနာမအရေးကြီးပါတယ်ဒါလေးကိုနှလုံးသားထဲမှာစဉ်းစားပြီးတော့ဝေငှတင်တဲ့စိတ်ပေါက်လာလို့ကျွန်တော်မှတ်စုလေးရေးထားတဲ့အရာလေးအနည်းငယ် sharing လုပ်ပါမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်နားလေလွဲစေတဲ့အကြောင်းအရာ နားလည်ရင်ကက်ခဲတဲ့ကြမ်းကျက်တစ်ချက်အနေနဲ့တွင်တင်နေတာကိုကျွန်တော်တွေ့တဲ့အခါမှာစိတ်ထဲမှာပုံရင်မကြဘူးမတက်ခုနှစ်အငယ်27မှာသခင်သခင်လို့ငါ့ကိုရှောက်တော့သူတိုင်းကောင်းကင်နိုင်ငံတော်ကိုဝင်ရလိမ့်မည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမည်းတော်၏အလိုကိုဆောင်တော်သူသားလျှင်ဝင်ရလိမ့်မည်ဤချမ်းပဲဟာ ယုံကြည်သူတွေအတိုင်းဝိုင်းမှာအင်မတန်မှခက်စားတယ်။အတင်းတော်တွေမှာဝုတ်ပြူစီဝေးတွေမှာဂျမ်းစာတင်တန်းတွေမှာဒီချမ်းပိုက်ကိုမကြာခဏအသုံးပြုလေရှိတယ်။အဲ့တော့ယုံကြည်သူတွေကလည်းဒီချမ်းပိုက်ကိုကြားလိုက်ပြီဆိုရင်စိုးရိမ်စရာတွေထိတ်လန့်စရာတွေယုံကြည်ခြင်းတန်ဖရာတွေဝင်လာတော့မှဟာငါတို့မှကဲတင်ခြင်းမှရပါမလား။တချို့ဆရာတွေဆိုရှင်သူတို့ကိုယ်တိုင်တော့မှသူတို့ စိတ်မချရဘူးနော်လို့တော့ပြောလာတဲ့အထီအောင်ဖြစ်လာတယ်ဆိုတော့ဒါတွေကကျွန်တော်တို့တက်နော်အစိတ်ဖြစ်နေတယ်ပေါ့နော်တကယ်တမ်းကျတော့ပထမဦးစဉ်းစားရမှာကကျွန်တော်သခင်သခင်လို့ခေါ်ခြင်းမခေါ်ခြင်းနဲ့မဆိုင်ဘူးအဲ့တော့သခင်သခင်လို့ခေါ်လို့ရှိရင်ကောင်းကင်နိုင်ငံမရောက်ဘူးဆိုရင်မခေါ်နဲ့ပေါ့ကောင်းကင်နိုင်ငံရောက်မှာပေါ့ ဒါပဲလွယ်လွယ်လေးပေါ့ဒီလိုလည်းမဟုတ်ပြန်ဘူးတကယ်တမ်းကျတော့ဖခင်ခေါ်ခြင်းမခေါ်ခြင်းကိုဆိုလိုတာမဟုတ်ဖဲနဲ့နော်ဘာလို့ဆိုလိုခြင်းလဲဆိုလို့ရှိရင်ဘုရောဖက်တွေမိစ္ဆာပရောဖက်တွေပေါ့နော်မိစ္ဆာပရောဖက်တွေကိုတတိနဲ့ရှောင်ဖို့အကြောင်းခရစ်တော်ကတပည့်တော်တွေကိုတတိပေးတာအဲ့ဒါရှင်မသက်အခန်းကြီး9အငယ်15မှာတိတိကျကျ နော်အစပြုထားတာကိုကျွန်တော်တွေ့ရတယ်အတွင်းလိုက်ကြမ်းတမ်းသောတောခွေးဖြစ်လျက်သူ့ရေကိုခြုံ၍သေတို့ရှိရသောလာသောမိစ္ဆာပရောဖက်တို့ကိုတတိနှင့်ရှောင်ကြလောဒီလိုလားခရစ်တော်ကမိစ္ဆာပရောဖက်တို့ကိုတတိနှင့်ရှောင်ဖို့ပြောတာပါမိစ္ဆာပရောဖက်လို့စကားတော့ကျွန်တော်ကြော်သွားပြီးတော့မှယုံကြည်သူတွေကိုကျွန်တော်လက်ညှိုးထိုးတာဆိုလို့ရှိရင်တော့เนาะကိုယ်လည်း ပြန်ပြီးတော့မှတန်ပြားဖြစ်เสียဖြစ်သွားနိုင်တယ်အဲ့ဒီမှာကခရစ်တော်ကဘာပြောလဲဆိုတော့နော်ကောင်းကင်နိုင်ငံတို့မရောက်ဘူးတဲ့ဒါဆိုကောင်းကင်နိုင်ငံတို့ကိုရောက်ဖို့ကဘာလုပ်အောင်မလဲဆိုဆက်ပြီးတော့ခရစ်တော်ကဘာပြောလဲဆိုတော့ဖျားခင်လူတို့ကိုဆောင်ရမယ်အဲ့တော့ဖျားခင်လူဆောင်ခြင်းဆိုတာဘာလဲဆိုတော့တိဖို့လိုပြန်တယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး6အငယ်29မှာယေရှုကလည်းဖျားခင် ဆေလူတော်မူသောသူကိုယုံကြည်ခြင်းအကျင့်ကာအလိုတော်နဲ့မိတော်အကျင့်တည်းကိုမိတော်မူ၏ဆိုတော့မိစ္ဆာပရောဖက်တွေကဘုရားခင်အလိုတော်ကို ဆောင်သလားဆိုတော့မဆောင်ပါဘူးယေရှုခရစ်တော်ကိုယုံသလားဆိုတော့မယုံပါဘူးသူတို့ယုံကြည်တာကဘာလို့ဆိုမောရှေရဲ့ပညာချက်တွေမောရှေရဲ့ကျင့်ထုံးတွေနော်ဒါတွေကိုသူတို့ကဘာသာရေးထုံနှံအစင်လာရ ဆောင်ထင်းတယ် စောင့်ရှောက်တဲ့တုံတင်တဲ့ကြက်ကြမမတ်နော်သူများတွေကိုအာဟောပြောတယ်ပေါ့နော်ဒါပေမဲ့သူတို့ချင်းတဲ့အချက်ဟာမောရှိရဲ့ပြညတ်တရားအချက်တွေဖြစ်တယ်ဆိုတော့ကျွန်တော်နားလေရယေရှုခရစ်တော်ရဲ့အချက်မဟုတ်ဘူးယေရှုခရစ်တော်ကိုယုံကြည်ရမယ့်အချက်မဟုတ်ဘဲနဲ့ပြည့်တော်တွေနဲ့နော်လူတွေကိုလိုက်ပြီးမှဆုံးမဩဝါဒပေးရုံ တာဖြစ်တယ်ကက်တရှင်ခရစ်တော်ကိုတော့သူတို့လက်မခံဘူးသူတို့ကသခင်သခင်လို့ခေါ်ုံနဲ့မကောက်သူတို့ကနော်အရှင်ဖရာလို့တော့ခေါ်ပြီးမှခရစ်တော်ကိုရံပြပြုတဲ့မိษาပရိုဖက်တွေဖြစ်တယ်ဒါခရစ်တော်လက်ထက်တုန်းကနော်ဒါတွေကိုသတိထားရမယ်အကြောင်းအဲ့တော့ကောင်းကင်နိုင်ငံတော်ဝင်ဖို့အတွက်ကဘာလဲဆိုလို့ရှိရင်ယေရှုပြောတဲ့ကောင်းကင်နိုင်ငံကျွန်တော်ကြည့်တဲ့အခါမှာနော်ရှမသဲခရစ်ဝင်ခန်းကြီး၄အငယ်၁၈ကိုကြည့်တဲ့အခါ ထိုကောင်မဆာ၍ယေရှုကနောင်တရကြလော့ကောင်းငင်နိုင်ငံတော်သည်တည်တူမည်ပြီဟူသောတရားကိုဟောစာပြုတော်မူ၏ဆိုတော့ကောင်းငင်နိုင်ငံတော်တည်ပြီတည်လူနေပြီဘာပြောပါမှာလဲနောင်တရမယ်အကြောင်းကိုယေရှုကစတင်ပြီးတရားဟောတယ်နှစ်ချင်းဆရာယောဟန်ကလည်းတရားဟောတဲ့ခါမှာနောင်တရခြင်းအပြစ်လွတ်ခြင်းနဲ့ဆိုင်တဲ့အင်္ဂလိပ်တရားကိုဟောတယ် ဆိုတော့နောင်တဟာယုံကြည်ခြင်းရဲ့အရှိမအရှင်သာတယ်ဆိုတော့ယုံကြည်ခြင်းကတော့စာတန်လည်းယုံတယ်နတ်ဆိုးတွေလည်းယုံတယ်တုံတုတ်ကြောက်ရွံ့လောက်အောင်တော့မှဖျားသားဆိုပြီးယုံတယ်တဲ့ဆိုတော့ကောင်းကင်နိုင်ငံတရားမဲ့အကြောင်းကိုကျွန်တော်တို့ကနောင်တရဖို့ဆိုလို့ပါခရစ်တော်ကတရားဟောတယ်အဲ့တော့နောင်တဆိုတာပါလေနော် ောင်တဆိုပါလဲဆိုကောင်းကင်နိုင်ငံနဲ့ပတ်သက်တဲ့နောင်တဆိုပါလဲဆိုဖျားခင်ကိုကျွန်တော်တို့ယုံကြည်ပူဇော်ခြင်းစီလွတ်တော်မူသောခရစ်တော်ကိုကယ်တင်ရှင်အဖြစ်ကျွန်တော်တို့လက်ခံခြင်းဟာဒါကကောင်းကင်နိုင်ငံလို့ပြောတယ်။ဒါကြောင့်ခရစ်တော်ကလည်းတန်းချက်တစ်ချက်မှာနော်အာကောင်းကင်နိုင်ငံတော်ကဘယ်မှာရှိလဲဆိုတော့တင်းတို့ကိုမှာရှိတယ်ဒီမှာရှိတယ်မပြောနဲ့ကောင်းကင်နိုင်ငံတော်ဒီတင်းတို့အထင်းမှာပဲရှိတယ်။ဆိုတော့ကောင်းကင်နိုင်ငံတော်ဆိုတာကောင်းကင်ပေါ်မဟုတ်ပါဘူး။ ဆိုကောင်းကင်နိုင်ငံတော်မရောက်ဘူးဆိုတာနဲ့ပဲငရဲရောက်သွားသလားမင်းတို့နော်တကယ်လို့ခင်ဗျခေါ်တဲ့ဒီတိုင်းနော်စိတ်ချရတာမဟုတ်ငရဲကြနေမယ်နော်ဆိုပြီးမှကျွန်တော်တို့လိုက်ဝေငှတာတွေကဒါဒီကျမ်းစာနဲ့မကိုက်ဘူးပေါ့နော်အဲ့တော့မတ်သဲ73 71ကိုကြည့်ပြန်ရင်လေပိုတော်ကတင်တို့စီကောင်းကင်နိုင်ငံတော်ကြီးနည်းနည်းတော့အရာတို့ကိုသိရတော့အခွင့်ရှိတယ်ထို့သူတို့မူကသိရတော့အခွင့်မရှိဘူး ဆိုတော့တောင်းရင်လည်းရအကြောင်းတွေသိရတဲ့အခွင့်ဆိုတော့ဘုရားခင်ရဲ့ဝိညာဉ်နဲ့ပတ်သက်တဲ့အကြောင်းရတယ်เนาะဘုရားခင်ကိုယုံကြည်ခြင်းเนาะနောင်တရခြင်းဖြောင်းမခြင်းစတဲ့အကြောင်းရတွေကိုခရစ်တော်အားဖြင့်ကျွန်တော်သိရတဲ့အခွင့်ကိုရတယ်ဒါပေမဲ့သူတို့ကတော့မိစ္ဆာပရိုဖက်တွေကခရစ်တော်ကိုလက်မခံဘူးရံပက်ပြုတ်တဲ့သူတွေဖြစ်တယ်ဆိုတော့သူတို့နဲ့ဘုရားခင်ကောင်းကင်နိုင်ငံမှာဝေးတယ်ဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်ပါတယ်ဆိုတော့ အဲ့ဒီကြမ်းကြက်မှာကြည့်ရခါမှာဆုံးမဩဝါဒပေးခြင်းနတ်ဆိုးနေထုတ်ခြင်းတကူပြခြင်းလှုပ်ဆောင်ခြင်းဆိုတော့ကျွန်တော်တို့လူနှမျိုးနှစားလှုပ်လို့ရတဲ့အကြောင်းတွေ့ရတယ်ဆိုကိုတော်ကြီးနာမနဲ့တကူပြတဲ့ယုံကြည်သူတွေရှိသလိုကိုတော်ကြီးအခွင့်နဲ့တကူပြနိုင်တဲ့တည်းနော်ဆိုတော့လဲကျွန်တော်နားလေရမယ်ဆိုတော့အဲ့ဒါကအင်မတန်ထူးဆန်းတယ် နော်ယေရှုနောက်ကိုလိုက်တဲ့တပည့်တော်မဟုတ်တော်냐လဲပဲတကူပြနိုင်တဲ့အခွင့်အရေးဖခင်ကပေးထားတယ်အဲ့ဒါကဘယ်မှာရှိတယ်လဲဆိုလို့ရှိရင်ဟိုဓမ္မဟောင်းကာလကလေးကယောလပြောခဲ့ကြည်ယောလကိုဖခင်ကပြောထားတဲ့စကားရှိတယ်ယောလအခန်းကြီး2အငယ်28မှာထုံနောက်မှလူမျိုးတကာတို့အပေါ်သို့ငါ၏ဝိညာဉ်ကို ငါတွန်းလောင်းမိတဲ့တင်တို့ဤသားသမီးတို့ဒီပြောဖက်ညာနဲ့ဟောပြောရလေမည်ဆိုပြီးမှအဲ့လိုပြောထားတယ်ဆိုအသက်ကြီးသောသူတို့ဒီလည်းနမိတ်အိမ်မက်တို့ကိုလည်းမြင်ရလိမ့်မယ်လူမျိုးတကာလို့ပေါ်ပြထားတယ်အဲ့လူမျိုးတကာတို့ပေါ်မှာပါရလေဖျားခဲဝိညာဉ်တွန်းလောင်းတဲ့အခါပြောဖက်ညာနဲ့ဟောပြောမယ်အိမ်မက်တွေလည်းမြင်မယ်နမိတ်တွေလည်းမြင်မ ဆိုတော့ယူပါယုံနှမျိုးရှိတယ်အိမ်မက်ယူပါယုံနဲ့ဗျာဒိယူပါယုံပေါ့နော်အဲ့ဒါဟုတ်သလားဆိုတော့ပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့ဝင်းမှာဒီဒီဓမ္မဟောင်းကာလမှာနော်ဖာယောဘုရင်ကြီးအိမ်မက်ရတယ်ဒံယေလလက်ထက်ဆိုလို့ရှိရင်လည်းနေဘုကနေဇာမင်းကြီးအိမ်မက်ရတဲ့အကြောင်းကိုကျွန်တော်တို့ ဓမ္မဟောင်းတဲမှာလည်းကျွန်တော်တွေ့ရဖြစ်ပါတယ်နော်ယောပညာနဲ့ဟောခြင်းဆိုတာပြောဖြစ်ပြခြင်းမဟုတ်ဘူးဆိုတော့ကျွန်တော်နားလည်ရမယ်ကပောက်ချင်းအခန်းကြီး41အငယ်32မှာဖော်ရုပ်ပညာအိမ်မက်မဲ့တဲ့အကြောင်းဘုရမဒန်ယေလအခန်းကြီး2အငယ်1မှာနေဘုခနေဇာမင်းကြီးကလည်းအိမ်မက်နေတဲ့အကြောင်း ဒါတွေကကျမ်းစာထဲမှာရှိထားပြီးသားဆိုတော့ဆက်သွမ်းမယ်ဆက်ကြည့်မယ်ဆိုလို့ရှင်ကျွန်တော်တို့နော်ပျောက်ပြပြုတ်ခြင်းနဲ့ပတ်သက်ပြီးတော့ရောလာအခန်းကြီး1အငယ်29ကိုဆက်ကြည့်တဲ့အခါမှာငါဤအမှုလို့ဆောင်ယောက်ျားမိန်းမတို့အပေါ်တို့တွန်းလောင်းပြီးဆိုပြီးထပ်ရေးထားတယ်နော်အဲ့တော့ 29ပါကြတော့ယုံကြည်သူတွေကိုပြောတာအမှုတော်ဆောင်တွေရဲ့အပေါ်မှာဆိုတော့နှစ်မျိုးတော့ဘုရားသခင်ဝိညာဉ်သွန်းလောင်းတာကဘုရားသခင်မသိတဲ့လူတွေပေါ်မှာလူမျိုးတကာတို့ပေါ်မှာလည်းသွန်းလောင်းမယ်ပြီးတော့ငါဤအမှုတော်ဆောင်တွေပေါ်မှာလည်းသွန်းလောင်းမယ်ဆိုတော့ပြောဖက်ညာနဲ့ဟောတယ်ဆိုတော့ဆိုတော့ခုနကတကယ်တကယ်လို့ခေါ်ပြီးတော့မှနတ်ဆိုးတွေနေနေကိုရောဤအခွင့်နဲ့နေနေဆိုတာလည်းဒါကမထူးဆန်းဘူးပေါ့နော် ဒါကိုကျွန်တော်တို့နားလည်ရအဲ့တော့မသက်ခွန်22ကိုဆက်ကြည့်တဲ့အခါမှာ22က23ပေါ့နော်ထိုနေ့၌ကသခင်သခင်ကျွန်ုပ်တို့သည်ကိုရောကြီးအခွင့်နဲ့ဆုံးမဩဝါဒကိုပေးပါပြီကိုရောကြီးအခွင့်နဲ့နတ်ဆိုးတို့ကိုနှင်ပါပြီမဟုတ်လားကိုရောကြီးအခွင့်နဲ့များစွာသောတကူကိုပြသည်မဟုတ်လားအများသောသူရှောက်ကြလိမ့်မည်အဲ့ခါမှာကိုရောကပြောလိုက်တင်တို့ကငါအလင်းမသိဘူးအာရမလူတို့ငါထံမှာထွက်သွားကြလို့ဆိုဆက်လာတယ် အဲ့တော့ကြည့်တဲ့အခါမှာနော်냐တော့သူတို့ဆိုတော့ကျွန်တော်တစ်ချက်ကြည့်ရမယ်။냐တဲ့သူတွေကကျေသောလမ်းကိုသွားတယ်။ခရစ်တော်ကိုမယုံကြည်ကြဘူး။နော်ခရစ်တော်ကိုစန့်ကျင်ကြတဲ့လူတွေတော်တော်များများဟာကျေသောလမ်းကိုရှောက်တယ်ဆိုတော့စံစာတစ်ချက်ကလည်းပေါ်ပြထားတယ်ပေါ့နော်။ ထိုးသူလျှောက်ကြောက်တော့အခါတင်တုကငါအလင်းမသိဆိုတဲ့စကားလေးကိုကျွန်တော်နားလေရဆိုကျွန်တော်တို့ဘုရားကမသိစရာလားနော်ဓမ္မကြီးကိုပင်လင်ခရစ်တော်ကယနေ့ပင်တင်ဒီငါနဲ့အတူပရတိသူ့ဘုံမှာရှိနေဆိုအာမခံပေးထားတာကျွန်တော်တို့ကခရစ်တော်ရဲ့နာမနဲ့အသက်ရှင်သွားလာတယ်ယုံကြည်သူတွေအပြစ်တော်လုံးမိတာတွေရှိမှာပေါ့နော်ဒါပေမဲ့အပြစ်လုံးတဲ့ကောင်မှလည်းဘုရားကဆုံးမရဲတုံတင်နေပြည့်ပြင်နေတယ်ဒါတော့ဆိုကျွန်တော်ရပါ ဆိုတော့ကျွန်တော်တို့ကမသိစရာမဟုတ်ဘူးအတိမှလည်းမပြုတ်ဘူးဒါမဟုတ်ဘူးဘုရားကကျွန်တော်တို့ကိုအတိမှပြုတ်ပါတယ်တာသမီရလည်းထားတယ်ပြီးတော့မှအာဓမအမှုကိုပြုတ်သောသူတွေငှားထလာဖြစ်ကြကျွန်တော်တို့အာဓမလို့ပြောဆိုတော့ဓမ္မနဲ့အာဓမနှစ်မျိုးကြည့်တဲ့အခါမှာအာဓမဆိုတာဓမ္မစက်ကျင်တယ်ပေါ့နော်ဓမ္မဆိုတာပါလဲဘာသာတရားဘုရားတရားကိုကိုင်းဆိုင်ကြည်ညိုလေးစားယုံကြည်တဲ့သူတွေကိုကျွန်တော်တို့ကဓမ္မနော်သူတော်စင်တွေလို့ခေါ်တယ် ဆိုအရမကျတော့ဖျားမယ်တရားမယ်ဖျားဝင်လက်မခံတရားဝင်လက်မခံသူသွင်ကက်ဂျင်ခရစ်တော်ကိုငင့်ပယ်နေတဲ့မိစ္ဆာပရောဖက်တွေကိုခရစ်တော်ကဒါရိုက်ကြီးအာဒမအမှုကိုပြုတဲ့သူလို့ပြောတယ်တပည့်တော်တွေပြောတာမဟုတ်ပါဘူးတပည့်တော်တွေပြောတာမဟုတ်ယုံကြည်သူတွေပြောတာမဟုတ်ပါဘူးဆိုတော့ကျွန်တော်နားလေရမယ်ဒီမှာသခင်သခင်လို့ခေါ်တဲ့ငါရဲ့တပည့်တွေမင်းတို့တော့လို့မပြောဘူးသခင်သခင်လို့ခေါ်တဲ့ဖာကြီးရှဲတွေနော်မိစ္ဆာပရောဖက်တွေ ပြောခြင်းဖြစ်တယ်သူတို့ကိုမင်းတို့တတိနဲ့ရှောင်ပါလို့ပြောခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပေးခြင်းတဲ့ message ဒီဒီစံစာအားဖြင့်ကျွန်တော်တို့ဒီကိုကိုကိုယုံကြည်မှုတန်တရားဖြစ်နေတယ်ဆိုလို့ရှိရင်အခုကလေးကစာပြမောက်ဒီ message ကိုကြားခြင်းအားဖြင့်ကျွန်တော်တို့ပြောတဲ့ message မဟုတ်ပါဘူးကျွန်တော်တို့ပြောတာကဘာလဲဆိုရှင်ဒီဒူဒီကိုမိစ္ဆာ prophet တွေကိုရှောင်ရပါမယ်အကြောင်း crypto ကတွင်တင်တယ်အဲ့ဒီမိစ္ဆာ prophet တွေကငါတို့ငါ့ကိုတခင်တခင်လို့ခေါ်တယ် နော်သူတို့တွေကငါအလူချင်းမသိဘူးသူတို့ကအလင်းမသိဘူးသူတို့ကအာရမအမှုပြုတဲ့သူတွေရေဆိုမှပြောလိုက်တာဖြစ်တယ်ဒါဝန်ကျွန်တော်နားလေသဘောပေါက်ဖို့လိုတဲ့အကြောင်းကိုကျွန်တော်ဝေငှပါတယ်ရောက်စီတိုင်းဝိညာဉ်အလင်းရ၍အကြောင်းစာကိုနားလည်နိုင်ပါစေဖခင်ရောက်စီတိုင်းကိုကောင်းချီးပေးပါစေအာမင်